ဒီ box လေးက8 cm ရှိတဲ့အနား8 cm ရှိတဲ့ base ရှိတဲ့ box တစ်လုံးเนาะသူ့ရဲ့ပုံစံက square ပုံစံ if the center of one side of the square and height is 15 cm အဲ့တော့ဒီမှာမိကွန်းကဘာတွေပေးနေလဲเนาะပေါင်းလက်တွေရော sum ဆိုတော့ပေါင်းလက် one side ဆိုတော့အနား of the square square ရဲ့အနားတစ်ဖက်နဲ့ and height เนาะ height ဆိုတော့ဘာကြီးလို့ h ပေါ့เนาะအမြင့်ပေါ့အမြင့်ရဲ့ပေါင်းလက်တည်ဘာဖြစ်တယ်လို့ပြောလဲဆိုတော့15 cm ဖြစ်တယ်လို့ပြောတယ်เนาะအဲ့တော့ sam ပေါင်းလက်မို့လို့ပေါင်းမရမယ်ဘယ်သူနဲ့ဘယ်သူနဲ့ပေါင်းမှာလဲအနားတစ်ဖက် square ရဲ့အနားတစ်ဖက်နဲ့ဘယ်သူနဲ့လဲ height နဲ့ပေါင်းရင်ဘယ်လောက်လဲ15 extract ပေါ်ပြပါ volume of the box အဲ့ဒီ box ရဲ့ volume ကို volume ကိုဘာနဲ့ပေါ်ပြရမှာလဲဆိုရင် in terms of x x နဲ့ပေါ်ပြရမယ် v equal to ဆိုတဲ့အဖြေထဲမှာ v equal to ဆိုတဲ့ function ထဲမှာ x ပါရမယ်လို့ပြောချင်တာ in terms of x ရဲ့အဓိပ္ပာယ် use သုံးပါ this expression အဲ့ဒီပေါ်ပြချက်ကို သုံးလိုက်ပါတဲ့ to determine ဘာဆုံးဖြတ်မှာလဲဘာရှာမှာလဲဆိုတော့ maximum values of volume of the box box ရဲ့ maximum volume အဲ့တော့ maximum volume ဖြစ်တဲ့ကြောင့်တမိရဲ့ second derivative ဒီ less than 0ဖြစ်မလား greater than 0ဖြစ်သွားမလားရှာလိုက်တဲ့အချိန်မှာအဲ less than 0ဖြစ်သွားမယ်နော်အဲ့တော့ function ကိုတမိဘယ်သူဘယ် function ကိုတမိရှာရမှာဒီ volume ဒီတမိရှာရမယ်ဟာဖြစ်သွားပြီဒါကြောင့်အဲ့ဒီ volume ကို function ထွက်လာအောင် ကို differentiate လုပ်ရအောင်လုပ်ရမယ်ဟာဒီ volume equation ဖြစ်သွားပြီအဲဒါလေးသိရမယ်နော်အဲ့တော့ပေးချက်လေးရေးမယ်ပေါ့နော်ပေးချက်ရေးမယ်ဆိုတော့အခုသူ့ထဲမှာပါတာကအနားတစ်ဖက်က square base of side သူ့ရဲ့ base of side က8 cm ရှိတယ်အဲ့တော့ square လို့ပြောတဲ့အတွက်ကြောင့်မလို့အနားတွေကဘာဖြစ်သွားလဲတူလာလားနော်ဒါပုံလေးကိုဒီလိုလေးပုံလေးကိုဆက်မှဒီလိုလေးပြင်ဆွဲလိုက်မယ်နော်မြင်တာအောင်လို့လေး ရင်တောင်လို့ပုံလေးကိုဒီလိုလေးဆွဲလိုက်မယ်အဲဒါမျိုးလေးပေါ့အဲဆောင်းသွားပြီးဆွဲရရမ်းတော့အဲဒီလိုလေးပြင်ဆွဲလိုက်မယ်အဲ့တော့ဒါလေးက ace ဒါလေးလည်း ace ဒါက height ရလားနော် 3D 3D ပုံစံဆွဲမှအဲ့ဒီ height ကမြင်သွားတာမြင်မြင်ပါလေနော်မဟုတ်ရင်တော့ဒါမမြင်နေဘူးဖြစ်နေမှာဆိုတော့အဲ့တော့ဒါက height ဒါက height square box နော်ကိုယ့်ရဲ့ box တွေက square box လေးဆိုတော့ဒီလိုလေး ရိတ်ကအဲ့တော့အဲ့တော့လက်ထားမယ် ace ကတမိထားစရာမလိုဘူးသူကဒီမှာ ace inhibitor သူပေးထားပြီးသားဆိုတော့တမိထားစရာမလိုဘူးအဲ့တော့တမိထားရမှာဘသူ့ကိုထားရမှာလဲဆို height ကိုထားရမယ်အဲ့တော့ let height of the bowels b ဖြစ်ပါစေ5 cm လဲဆို8 cm ဖြစ်ပါစေထားလိုက်ပြီး အဲ့တော့ပေးချက်အရာအနားတစ်ဖက်ဖြစ်တဲ့ h ရယ် plus ပေါင်းမယ် high ရယ်ပေါင်းရင်ဘယ်လောက်ရမှာ15ဒီကနေသမီးထုံးစံတိုင်းတို့ထုတ်မယ် h equal to 15 minus 8 volume ရေးမယ်နော်အဲ့တော့ तू က volume ဆိုတော့ဆရာမကဒီမှာလဲ volume လေးကိုထားပေးလိုက်အောင် let နော် the volume of the box B V เนาะ V G เนี่ยตรงไล่တယ် V volume ဆိုတော့ unit ကစင်တီမီတာကျုဖြစ်မှာပေါ့เนาะအဲအဲ့တော့ V equal to ပုံစံနည်းစဉ်းစားမယ်ဒီ box ရဲ့ volume ဒုတယ်ပုံစံနည်းအဲ့တော့အဲ့ပုံစံနည်းကတော့ဒီ shape တွေရဲ့ပုံစံနည်းတွေမရရင်တော့အဆင်မပြေဘူးဖြစ်ဖြစ်သွားမှာပေါ့နော်အဲ့တော့အဲ့ဒါတွေကိုဒီတန်းထပ်မှတ်ဖို့လိုတယ်ဆိုတာအဲ့ဒါသူ့ရဲ့ volume ကိုလိုချင်ရင်နော် ဒီ box ရဲ့ဘောလုံးကိုလိုချင်ဆရာမတို့အရင်ကမှတ်တာဘယ်လိုမှတ်တယ်အလျားအမြောက်အနံအမြောက် အမြင့်နော်အဲ့တော့အလျားကလည်း ace အနံကလည်း h အမြင့်က h အဲ့တော့ h square h နော်ဟုတ်လားဟုတ်တယ်နော်အဲအဲဒီမှာရေးလိုက်ပြီ a square h တမိတမိထပ်ထရတဲ့ဟာလေးအစားသွင်းမယ် a square a square ပဲ h နေရာမှာအစားသွင်းမယ်15 minus h ဝင်မြောက်လိုက်မယ်15 a square minus h cube ပြီးသွားပြီပြီးသွားပြီဆိုတာ function ထုတ်လို့ပြီးသွားပြီဆရာမတို့ဒါကိုစပြီးတော့မလုပ်ရမလဲ differentiate လုပ်မယ် dv over dx ကဲရှိပ်ပြီးပါအောင်ဆရာမဘယ်လောက်ရမလဲဒီဒါကိုရှိပ်ဟုတ်ပြီနော်ဒီလိုရတယ်အဲ့ဒါကိုဆက်ပြီးတော့ ဘုံထုတ်အောင်မယ်ဆိုရင် 3x ကိုဘုံထုတ်လို့ရတယ်။ရှေ့မှာ10ပဲကျန်မယ်။နောက်မှာ8ပဲကျန်မယ်။နော်။အဲ့တော့ဆရာမတို့ critical point ရှာဖို့အတွက်ကဘသူ့ကို0ပေးရမှာလဲ။အဲ့ဒီတန်ဖိုးကို0ပေးရမှာ။ဒီကောင်ကို0ပေးရမှာ။ dv over dx ကိုဆရာမ0ပေးရမှာ။ကို0ပေးလိုက်မယ်။အဲ့တော့ for critical point အတွက် dv over dx ကို equal 0နဲ့ပေးညီရမယ်။ ဆန္ဒသမီးထွက်ခဲ့တာ 3h 10 8h เนาะ 3h 10 8h အဲ့တော့ 3h ကွင်းစား10 8h 0ဒီကနေ h တန်ဖို့ဆက်ရှာမှာဒါကိုเนาะရောင်ပြီးတော့ဒီ 3h ကိုဟိုဘက်ကိုပို့လိုက်လို့ရှိရင်0ဖြစ်သွားပြီတကယ်တော့ဒီလိုအဆင့်မှာဒီလိုရေးရတာ 3h 0ရယ်နောက်တစ်ခုက10 8h 0ရယ်နှစ်ခုရှိတာ x is equal to 0ရယ် x is equal to ဘယ်လောက်ဖြစ်မှာ tan အဲနော်ဒါပေမဲ့ဒီ x is equal to 0က x ဆိုတာစင်တီမီတာလေတမီးအလျားတွေအနံ့အနေနဲ့ဖြစ်နိုင်လားအဲနော်အဲ့ဒါဒီလိုရေးပေးရမှာအမှန်အမှန်ဆိုရင်ဒီလိုတွက်ပေးရမှာလို့ပြောချင်တာနော်ဒီလိုခွဲတွက်ပေးရမှာလို့ပြောချင်တာအဲ့တော့ x is equal to tan ရသွားပြီ x is equal to tan ရသွားပြီဆိုတော့ အဲ့ဒီအေးဆေးစီပွားသူတန်းဆိုတဲ့အဖြေကတကယ်ပဲမက်ဆီမန်ဗော်လုံးဖြစ်သလားမဟုတ်သလားစစ်ဖို့ရာအတွက်ဝမ်အေးဆေးစီပွားသူတန်းမှာဩနှစ်ခါရှိတ်ရအောင်မယ်အဲ့တော့ဒီနားလေးမှာနှစ်ခါရှိတ်တဲ့ဟာလေးအရင်ရှိတ်လိုက်မယ် d square d2 v over dx2 equal စမ်းနာသမီးရှာထားတဲ့အဖြေဒီလိုဖြတ်နှားတာကိုသွားပြီးတော့မရှိတ်ဘူးဖြတ်နှားတာကိုရှိတ်ရင် မြောက်ထားတာမို့လို့ရှေ့ထားနောက်ရှိတ်တွေနဲ့တွားရတယ်ရှုပ်တယ်ဒါကြောင့်ဒီအဆင့်ကိုရှိတ်မယ်အဖြေဘယ်လောက်ရမလဲဒါလေးကိုရှိတ်ပြပါဦး30 minus 68 minus 68နော်အဲ့တော့အဖြေက30 minus 68ရတယ်အဲ့တော့အဲ့တော့မှာ1 8 equal to 10မှာဆိုပြီးတော့နော်ဒီအဆင့်မှာဒါရေးတယ်ဒါရေးပြီးမှဒါလာမှာ8 8 equal to 10မှာဆိုပြီးတော့ d2v over dh2 equal 30 minus 6 is နေရာမှာတန်းထည့်လိုက်တယ် negative ထွက်သွားပြီเนาะ negative နှုတ်ထွက်သွားပြီအဲ့တော့ less than 0ဒါကြောင့်မို့လို့အဲ့ဒီ volume ဒီเนาะ the volume of the bulbs အရှိန်မြေးခြင်းလည်းရတယ် the volume v ဒီ is maximum တန်ဖိုးဖြစ်တယ် less than 0ဖြစ်သွားလို့ second derivative test က maximum ယ်ခါမှလဲအစ်စတန်ဘူတန်မှာမေးတာမေးခွန်းကဘာမေးတာလဲပြန်ကြည့်မယ်နော်မေးခွန်းဒီအဲ့ဒီ maximum volume ကိုမေးတာ to determine အဲ့ determine ကမေးခွန်းပဲလေနော် the maximum volume of the box box ရဲ့ maximum volume ကိုမေးတာ x ကိုမေးတာလဲမဟုတ်ဘူး height ကိုမေးတာလဲမဟုတ်ဘူးအဲ့တော့ဆရာမက maximum volume ကိုဆက်ရှာမယ် ဘယ်အချိန်မှာဖြစ်တာလဲဆိုတော့အဲ့ maximum value ကဘယ်အချိန်မှာရတာလဲဆိုတော့ Istanbul turn မှာရတာအဲ့တော့ the volume of the bowels volume of the bowels v equal ရှေ့မှာဆရာမထုတ်ခဲ့တာလေးကိုရေးလိုက်တယ်ဒီမှာဘယ်လိုလဲ a square ဒီမှာနော် a square 50 minus 8ပဲရေးရေးဒါပဲရေးရေးရတယ်နော် a square ခွင်းစား50 minus 8ဒါဆိုရင် အစားသွင်းမယ် x နေရာမှာတန်းသွင်းမယ်အဲ့တော့ answer calculator နှိပ်လိုက်ရင်ရပြီ900 unit ကစင်တီမီတာကျုဒါသည်သူလိုချင်တဲ့ maximum value ပဲเนาะ answer လေးဖြည့်ပေးလိုက်လို့ရှိရင် the maximum value volume ပေါ့เนาะ maximum volume of the bowls is ဘယ်လောက်လဲဆိုတော့500 ်စင်တီမီတာကျုနော်ဖြည့်အအနောက်ဆုံးထိပြည့်ပြည့်စုံစုံဖြည့်ပေးရမှာအဲ့တော့ဒီလိုပုံစံတွေက၅မှတ်တန်ပုံစံပါနော်ကိုကသူ့ရဲ့ဒီသဘောတရားလေးနဲ့မိကုန်းနားလဲဖို့အဓိကကြတာသိလားသူကမိကုန်းထဲမှာဘာပေးတာလဲဆိုတာကိုဆွဲထုတ်တတ်ဖို့နံပါတ်1အရေးကြီးဆုံးပဲအဲ့ဒါပြီးအဲ့မိကုန်းထဲမှာပါတဲ့ function ကို differentiate လုပ်ရမယ့် function ကဘာကြီးလဲ volume လား area လား ပြီးရင်အဲ့ဒီ shape ရဲ့တက်ဆိုင်ရာ volume ဆိုလဲ volume area ဆိုလဲ area အဲ perimeter ဆိုလဲ perimeter အဲ့ဒါတွေရဲ့ formula တွေဒီဘူပြန်ပြီးတော့မှတ်မိဖို့လိုတာပေါ့နော်မှတ်မိပြီဆိုရင်တော့အဆင်ပြေတယ်မမမှတ်မိဘူးဆိုရင်တော့မပြေဘူးဒီလိုပုံစံတွေကနော်အဲရမယ်နော်သမီးရမယ်ဆိုရင်ဒါနောက်မှသမီးတွက်လိုက်ဆရာမသမီးအိတ်စွာလေးတစ်ပုတ်ထပ်ပေးမယ်အိတ်စွာလေးကိုအခုထွန်းကြည့်မယ်နော်ခဏ